မြန်မာနိုင်ငံဟာဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုတွားနေရဆိုပေမဲ့လည်းဒီမိုကရေစီကျင့်သုံးမှုဘိုင်းမှာအားနည်းချက်တွေရှိနေတော့မဲ့ဆိုပြီးတော့ဒီပြည်သူ့လွှတ်တော်နိုင်ငံဖြစ်တဲ့သူရဥရှိမန်းကပြောဆိုသွားပါတယ်။အဓိကချက်ကတော့ဒီလွှတ်တော်နဲ့အစိုးရဘိုင်းထဲမှာပုတ်တိုက်မှုတွေပြိပခါချို့တွေရှိနေသေးတယ်ဆိုတာကိုဒီသူရဥရှိမန်းကလွှတ်တော်မှာသတင်းတောက်တွေနဲ့တွေ့ဆုံစေပါပြောဆိုသွားတာဖြစ်ပါတယ်။ ဥပဒေပြူရေးအာဏာကိုတာဝန်ယူရတဲ့လွှတ်တော်တရားအနေနဲ့ဥပဒေပြူရေးဆောင်ရွက်တဲ့နေရာမှာတိကျလွတ်လပ်တဲ့သဘောမရှိဘဲနဲ့အုပ်ချုပ်ရေးပိုင်းကဝင်ရောက်ဆွတ်ဖက်တာမျိုးတွေရှိတာကြောင့်လွှတ်တော်နဲ့အစိုးရကြားမှာအဆင်မပြေမှုတချို့ရှိခဲ့တယ်လို့ပြည်အောင်စုလွှတ်တော်နိုင်ငံကသူရဦးရွှေမန်းကပြောပါရယ်။အခြားနိုင်ငံဥပမာတွေထူးဖြစ်တော်ဒီ American ပြည်အောင်စုနဲ့ British နိုင်ငံတို့ရဲ့လွှတ်တော်လုပ်ငန်းတွေနဲ့ရှင်လို့ရှိရင်မြန်မာနိုင်ငံကအုပ်ချုပ်ရေးလွှတ်တော်တရားစီရင်ရေးဆိုတဲ့ဒီအာဏာသုံးရပ်ပိုင်းမှာရောထွေးမှုတွေရှိတယ်လို့သူရဦးရွှေမန်းကပြောပါရယ်။ tôi biết ông bảo như thế, nè, giờ sẽ gặp đôi mối liên kết giữa hai bên nè, lúc đó nè, nó xua tôi nè, cô đang nhìn nhau như thế, xem mình biểu nhìn nhau như thế, anh đi, cha tôi thay là ông ba má, chết chết chết, à cái lúc đó, America xem mình lúc cô nè, America bông ra như là, ta khai ra cha đã mày xử lý như thế nào, không được nào, à cho đoạt cho đoạt luôn rồi, không được, không được, không chịu luôn ဥရိဂူလက်မလာနဲ့အမေရိကန်နိုင်ငံတရားရုံးလို့ဒီပေါ်မူတည်ပြီးတော့အချုပ်ကိစ္စအရမှာတက်တိုင်းနေပြီးဆားရည်နောက်ဒီလက်ရှိဖွဲ့စည်းပုံအတွင်းမှာပဲအာနာခွဲဝေရေးမှာဥပဒေပြည်ကိစ္စဟာလွှတ်တော်ကိုလုတ်ပိုင်ခွင့်အပြည့်ပေးထားတယ်လို့တော့ထောက်ပြပါရတယ် အမေရိကန်ပြည်တော်စုဗြိတိန်စတဲ့ဒီမိုကရေစီနိုင်ငံတွေရဲ့လွှတ်တော်နဲ့အစိုးရဖွဲ့စည်းမှုပုံစံတွေကိုဒီသူရဥရှိမန်ကသတင်းတောက်တွေကိုရှင်းပြပြီးတော့လက်ရှိမြန်မာနိုင်ငံဖွဲ့စည်းပုံဟာဒီအကောင်းဆုံးတွေကိုစုစည်းယူခဲ့တာလို့ဆိုပါရတယ်။ဒါပေမဲ့လည်းတောင်းနေတဲ့စနစ်နဲ့မကိုက်တာကြောင့်မလို့ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာအားနည်းခဲ့ရတယ်လို့သူရဥရှိမန်ကဝန်ခံပါတယ်။အကောင်းဆုံးကူးပြီးတဲ့အခါမှာအကောင်းဆုံးတွေကူးလိုက်ပြီးတဲ့အခါမှာဒီအကောင်းဆုံးတွေကူးခဲ့ရတဲ့ဆိုတော့ကောင်းတဲ့စနစ်ပုံစံမျိုးတွေခါကျတော့ခက်ခဲလေး ဖြစ်နေခြင်းဒီနေ့အဲဒီမှာနိုင်ငံရဲ့ဒီမိုကရေစီပြည်ပရိုရိတအခုဒီခေါ်ယူရတဲ့သတင်းစာရှင်းလင်းပွဲအတွက်မှာတော့လွှတ်တော်နှစ်ရရဲ့လုပ်ငန်းတာဝန်ဆောင်ရွက်မှုတွေဥပဒေပြင်ဆင်ဆောင်ရွက်မှုတွေကိုပြောင်းစုလွှတ်တော်နိုင်ငံကသူရဦးရှိမန်းကအတိအကပြောဆိုသွားတာပါလွှတ်တော်အနေနဲ့ဒီ၃နှစ်တာသက်တမ်းကာလအတွင်းမှာဥပဒေကြမ်းတော်များများကိုဆွေးနွေးအတည်ပြုခဲ့ပြီးဖြစ်တယ်လို့ပဲ တဖက်မှာလည်းဒီလွှတ်တော်ကော်မတီတွေဟာနေမအားညမအားဥပဒေမူကြမ်းပြစ်ဆင်ညှိနှိုင်းမှုတွေကိုစောင့်ရခဲ့ရတယ်လို့ပြောပါရယ်။သူရဥရှိပန်းနေနဲ့လွှတ်တော်လုပ်ငန်းတာဝန်တွေနဲ့လွှတ်တော်ပိုင်းဆိုင်ရာဥပဒေပြည့်ကိစ္စရပ်တွေကိုအဓိကထားပြောပေမဲ့လို့ဒီကြံ့ခိုင်ရေးပါတီကိစ္စနဲ့အခြားနိုင်ငံရေးဆွေးနွေးမှုကိစ္စတွေနဲ့ပတ်သက်ပြီးတော့သတင်းတောက်တွေမင်းများချက်ကိုတော့ရေးရမဖြေခဲ့ပါဘူး။ဒီလာမယ့်2015ခုနှစ်ရွေးကောက်ပွဲအလွန်ကာလအမြင်နဲ့ပတ်သက်လို့လည်းသူ့မှာအမြင်ပိုင်းဆိုင်ရာရှိထားပြီးဖြစ်ပေမဲ့ထုတ်ပြောဖို့အချိန်မကျသေးဘူးလို့ပဲသတင်းတောက်တွေကိုတုံ့ပြန်ပြောဆိုသွားပါတယ်ခင်ဗျာ။